အားလုံးပဲမင်္ဂလာပါခင်ဗျာတရုတ်နိုင်ငံကကမ္ဘာနိုင်ငံတွေထဲမှာအခြားနိုင်ငံတွေကနေပြီးစုဆောင်းထားကြတဲ့ငွေစုအကောင့်တွေအများဆုံးရှိတဲ့နိုင်ငံဆိုပြီးလူတီများပါတယ်ကမ္ဘာနိုင်ငံတွေရဲ့ငွေစုအကောင့်တွေကိုအစစ်တမှတ်မယ်ဆိုရင်တရုတ်နိုင်ငံကဘလောက်တောင်ရှစ်ပြေးနေလဲဆိုတာတွေ့နိုင်ပါတယ်တရုတ်ကဥရောပရှိဘယ်နိုင်ငံကိုမဆိုကျော်လွန်နေပြီးတော့ဂျပန်ကိုတောင်ကျော်လွန်တဲ့အပြင်ဂျပန်ဆွစ်ဇာလန်အမေရိကန်နဲ့အိန္ဒိယနိုင်ငံတွေရဲ့အရန်ငွေများကိုပေါင်းထည့်မှာပဲတရုတ်နိုင်ငံရဲ့အရန်ငွေပမာဏကိုမိနိုင်မှာဖြစ်ပါတယ်ဒီများပြားတဲ့အရန်ငွေတွေက တရုတ်နိုင်ငံရဲ့နိုင်ငံတကာငွေကြေးဆိုင်ရာဩဇာလွှတ်မိုးနိုင်မှုရဲ့အကြောင်းရင်းတစ်ခုပါပဲဒါပေမဲ့လွန်ခဲ့တဲ့လနေငယ်က2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာဒေါ်နယ်ထရန့်ရဲ့ဒုတိယသက်တမ်းစတင်ခဲ့ပြီးထရန့်ရဲ့အမေရိကန်ကာကွယ်ရေးဝါဒကြောင့်ကမ္ဘာတဝန်းကစီးပွားရေးအားလုံးကိုထိတ်လန့်သွားစေခဲ့ပါတယ်ထရန့်ကသူ့ရဲ့ဒုတိယသက်တမ်းမှာပို့ပြီးအားကောင်းတဲ့စီးပွားရေးအမျိုးသားရေးဝါဒကိုထုတ်ပြန်ခဲ့ပါတယ်သူကအကောက်ခွန်ဝါဒတွေကိုအဆိုပြုခဲ့ပြီးတချို့ဝါဒတွေဟာနိုင်ငံတော်တော်များများမှအသုံးပြုနေပြီဖြစ်ပါတယ် အခုချိန်ထိအဆိုပြုထားတာဒါမှမဟုတ်ကောင်တယ်ပေါ်ပြီးသားအကောက်ခွန်အချို့ကိုတရားဖြင့်ပြပါကထရန့်ကအကောက်ခွန်တွေကိုနည်းနည်းစီမဟုတ်ပဲအချို့ကွန်ပျူစီတွေမှာ၁၀ရာခိုင်နှုန်းမှာ၂၅ရာခိုင်နှုန်းထိကောက်ခံမှုအဆိုပြုခဲ့တာကိုတွေ့ရပါတယ်အဲ့ဒီတော့အကောက်ခွန်တွေကတရုတ်နိုင်ငံအတွက်ဘယ်လိုပြဿနာတွေဖြစ်စေမှာလဲအထူးသဖြင့်တရုတ်နိုင်ငံရဲ့နိုင်ငံသားယင်းနှီးမြုံနယ်ငွေတွေအတွက်ဘယ်လိုပြဿနာတွေဖြစ်လာစေနိုင်လဲဒီအကောက်ခွန်တွေရဲ့ပြဿနာကြောင့်တရုတ်နိုင်ငံရဲ့ပို့ကုန်တွေပါဝင်နိုင်ငံသားလုပ်ငန်းတွေကနေဝင်ငွေရရှိမှုကိုထိခိုက်စေတာကြောင့်ဖြစ်ပါတယ် ဒါက2023ခုနှစ်အတွက်အမေရိကန်နိုင်ငံကနေတရုတ်နိုင်ငံစီသွင်းကုန်တွေကိုပြထားတဲ့ data ဖြစ်ပြီးတော့အမေရိကန်နိုင်ငံကတရုတ်နိုင်ငံကနေကုန်ပစ္စည်းတွေဘလောက်ဝယ်ထားလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင်ဒီစရာမှာမြင်ရတဲ့အတိုင်း2023ခုနှစ်အတွက်အမေရိကန်နိုင်ငံကတရုတ်နိုင်ငံကနေကုန်ပစ္စည်းတွေဒေါ်လာ448ဘီလီယံကျော်ဝယ်ယူခဲ့ပြီးတော့တရုတ်ကမက္ကဆီကိုပြီးရင်အမေရိကန်နိုင်ငံရဲ့ဒုတိယအကြီးဆုံးသွင်းကုန်အရေးမြင့်ဖြစ်လာပါတယ်။အခြားတစ်ဖက်မှာလည်းအမေရိကန်နိုင်ငံမှဒီနိုင်ငံတွေကိုပို့တဲ့ပို့ကုန်တွေကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်အမေရိကန်နိုင်ငံကတကယ်တမ်းမှအများကြီးမပို့ဆောင်ပါဘူး။ အထူးသဖြင့်တရုတ်နိုင်ငံကိုမပို့ဘူးဆိုတာတွေ့မြင်နိုင်ပါတယ်အဲ့ဒီနှစ်မှာသူတို့အနေနဲ့ဒေါ်လာ148ဘီလီယံသာပို့ကုန်တွေတင်ပို့ခဲ့ပါတယ်တရုတ်နိုင်ငံနိုင်ငံเจ้าငွေကြေးအရံငွေတွေအတွက်ဒီကိစ္စကဘာလို့အရေးကြီးလဲဆိုတာကကုန်သွယ်ရေးပူရှံမှုလို့ခေါ်တဲ့အယူဆကြောင့်ပါကုန်သွယ်ရေးပူရှံမှုဆိုတာကနိုင်ငံတကာနိုင်ငံကသွင်းကုန်ထည့်ပို့ကုန်ပိုများနေတဲ့အခါမှာပေါ်လာတာဖြစ်ပြီးအဲ့လိုနီးလန်းတဲ့နိုင်ငံเจ้าငွေကြေးအရံငွေများကိုစုဆောင်းနိုင်စေပါတယ်ဥပမာဆိုရင်တရုတ်နိုင်ငံက electronic ပစ္စည်းတွေနဲ့စက်ပစ္စည်းတွေကနေလက်လီကုန်ပစ္စည်းတွေအထိကုန်ပစ္စည်းမျိုးစုံကိုတင်ပို့တယ်ဆိုတာအားလုံးလည်းသိပြီးသားပါ တရုတ်နိုင်ငံကဒီကွန်ပျူစီတွေကိုအမေရိကန်နိုင်ငံကိုတင်ပို့တဲ့အခါမှာသူတို့ကအမေရိကန်ဒေါ်လာတွေကိုရရှိပြီးတော့အဲ့ဒေါ်လာတွေကိုတခြားသွင်းကုန်တွေအတွက်ပေးချေတာဒါမှမဟုတ်သူတို့ရဲ့နိုင်ငံတကာလုပ်ငန်းတွေအတွက်အသုံးပြုကြပါတယ်ဒါပေမဲ့ဒီငွေတွေကိုတရုတ်နိုင်ငံရဲ့နိုင်ငံเจ้าငွေကြေးအရန်ငွေတွေတဲကိုလည်းပြန်ပြီးထည့်ထားလို့ရပါတယ် ဒါပေမဲ့အဲ့လိုမျိုးသူတို့ရဲ့နိုင်ငံခြားငွေကြေးအရငွေတွေတဲကိုပြန်လဲထည့်သွင်းနိုင်တဲ့တခုတည်းသောအချိန်ကသူတို့ဘက်မှာကုန်သွယ်ပိုရှံမှုလို့ခေါ်တဲ့ဖြစ်စဉ်ကိုလုံဆောင်နိုင်တဲ့အချိန်ပဲဖြစ်ပါတယ်။ခုမှအားဖြင့်တရုတ်နိုင်ငံကသွင်းကုန်ထက်ပို့ကုန်ပို့ပြီးတင်ပို့နိုင်တဲ့အခါမှာသူတို့ကနိုင်ငံခြားငွေကြေးအရငွေတွေကိုစုဆောင်းနိုင်မှာဖြစ်ပါတယ်။လွန်ခဲ့တဲ့ကာလတွေထဲကတရုတ်နိုင်ငံကသွင်းကုန်ထက်ပို့ကုန်တွေပို့ပြီးထုတ်လုပ်ခဲ့တာကြောင့်ကုန်သွယ်ပိုရှံမှုဖြစ်စဉ်ကိုတစ်ခုပြီးတစ်ခုလုံဆောင်နိုင်ခဲ့ပါတယ်။ ရုပ်နိုင်ငံရဲ့ကုန်သွယ်အသတင်းပမာဏကိုကမ္ဘာပိုင်ရဲ့ data များကိုအသုံးပြုပြီးတော့ဇယားနဲ့ဖော်ပြထားပါတယ်။ဒီဇယားကအချိန်ကအဖြစ်တရုတ်နိုင်ငံကလွန်ခဲ့တဲ့နှစ်တွေတခြားကုန်သွယ်ပူရှံမှုတွေကနေဘလောက်ရခဲ့တယ်ဆိုတာကိုပြထားပါတယ်။ဇယားမှာတွေ့ရတဲ့အချိန်တရုတ်နိုင်ငံရဲ့ကုန်သွယ်ဟန်ချက်ညီမှုကစေစုံးနေတခြားအပြုသဘောဆောင်နေခဲ့ပါတယ်။ပြောချင်တာကတရုတ်ကနိုင်ငံခြားငွေကြေးအရန်ငွေတွေကိုတည်တည်ငြိမ်ငြိမ်နဲ့စုဆောင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုဆိုရင်ပြဿနာတစ်ခုပေါ်လာပြီးအဲ့ဒါကတော့ထရန့်ရဲ့အကောက်ခွန်တွေပဲဖြစ်ပါတယ်။ ထရန့်ရဲ့အကောက်ခွန်တွေကတရုတ်နိုင်ငံကနေအမေရိကန်နိုင်ငံသို့ပို့ကုန်တင်ပို့တဲ့ကုန်ပစ္စည်းပမာဏကိုထိရောက်စွာရှော့ချနိုင်ပြီးကုန်သွယ်ပို့ဆောင်မှုကိုတိုက်ရိုက်ကျဆင်းစေနိုင်ပါတယ်။အမေရိကန်နိုင်ငံကတရုတ်နိုင်ငံအတွက်ဘာလို့အရေးကြီးလဲဆိုတာကတော့သူတို့ကတရုတ်နိုင်ငံရဲ့အကြီးဆုံးပို့ကုန်လမ်းဖြစ်တာကြောင့်ပါ။တရုတ်နိုင်ငံရဲ့နိုင်ငံလိုက်အကြီးဆုံးတင်ပို့ကုန်တွေကိုဇယားနဲ့ကြည့်ကြည့်မယ်ဆိုရင်အမေရိကန်စီးပွားရေးကသူတို့အတွက်ဘလောက်အရေးကြီးလဲဆိုတာကိုတွေးနိုင်ပါတယ်။ဒီမှာတွေးရတဲ့အတိုင်းအမေရိကန်နိုင်ငံက2023ခုနှစ်အတွက်ဒေါ်လာ436ဘီလီယံပံ့ပိုးပေးခဲ့တာကြောင့်အတော်လေးကြီးပါတယ်။ ဒါကြောင့်လဲသူတို့ကအခြားစီးပွားရေးတွေထက်အသာလွန်နေတာပါ။ဒါကြောင့်ဒီထရန့်ရဲ့အောက်ခွန်တွေကတရုတ်နိုင်ငံကနေအမေရိကန်နိုင်ငံကိုပို့ကုန်တင်ပို့တဲ့ပမာဏကိုထိရောက်စွာရှော့ချနိုင်ပြီးသူတို့ရဲ့ကုန်သွယ်ပို့ရှင်မှုကိုလည်းတိတိတသားရှော့ချနိုင်ပါတယ်။ဒီကိစ္စကိုထရန့်ရဲ့ပထမချိန်တမရဖြစ်လှုပ်ဆောင်တော့ကအလွယ်တကူပဲတွေးရှိခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့တမရဖြစ်သူ့ရဲ့ပထမချိန်မှာတရုတ်နိုင်ငံရဲ့ပို့ကုန်တွေကတိတိတသားယုံနေတော့တာကိုတွေးရမှာဖြစ်ပါတယ်။ဒါကအချို့အတွက်တော့တိတိတသားယုံနေမှုမဟုတ်ပေမဲ့ အခြားသူတွေအတွက်တော့ဒါကသူတို့ရဲ့အသက်မွေးဝမ်းကြောင်းမှုနဲ့လောက်ကင်တွေဖြစ်နေခဲ့ပါတယ်ဒီနေရာမှာဇီယားမမြင်ရတဲ့အတိုင်းပဲတရုတ်နိုင်ငံကနေအမေရိကန်နိုင်ငံကိုပို့တဲ့ပို့ကုန်တွေကအကောက်ကွန်စနစ်စတင်တဲ့နေ့မှာဒေါ်လာ938ဘီလီယံကနေအကောက်ကွန်များစနစ်စတင်ပြီးနောက်တစ်နှစ်အကြာမှာဒေါ်လာ449ဘီလီယံထိကျဆင်းသွားခဲ့ပါတယ်2020ခုနှစ်မှာဒေါ်လာ432ဘီလီယံထိထပ်မံကျဆင်းသွားခဲ့ပါတယ်အဲ့ပြင်အကောက်ကွန်များစတင်ပြီးနောက်မှာတရုတ်နိုင်ငံရဲ့ပို့ကုန်တွေက2018ခုနှစ်မှာမြင်တွေ့ခဲ့ရတဲ့ data ထက်ပုံမှန်မြင့်တက်လာခြင်းမရှိခဲ့ပါဘူး တရုတ်နိုင်ငံရဲ့လက်ရှိဟန်ချက်ညီမှုကိုကြည့်ကြည့်မယ်ဆိုရင်တကယ်တမ်းမှာကြီးမားသောကြာဆင်းမှုတစ်ခုဖြစ်လာနေတာကိုတွေ့နိုင်မှာဖြစ်ပါတယ်။2019ခုနှစ်ကုန်သွယ်ရေးစစ်ပွဲမတိုင်ခင်တရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးအသာစီးရမှုဟာဒေါ်လာ188ဘီလီယံကျော်ရှိခဲ့ပေမဲ့2018ခုနှစ်ကုန်သွယ်ရေးစစ်ပွဲစတင်ခဲ့တဲ့နှစ်မှာတော့ဒေါ်လာ24.73ဘီလီယံထိကြာဆင်းသွားခဲ့ပေမဲ့နောက်ပိုင်းနှစ်တွေမှာတော့ပြန်လည်တက်လာခဲ့ပါတယ်။ ါပေမဲ့တရုတ်နိုင်ငံရဲ့ပို့ကုန်တွေကြာဆင်းသွားခဲ့ပြီးတော့အမေရိကန်နဲ့ကုန်သွယ်ရေးပိုးရှံမှုအများကြီးမရှိတော့ပေမဲ့သူတို့ရဲ့နိုင်ငံခြားငွေကြေးအရောင်ငွေတွေကတကယ်တမ်းမှာတော့အများကြီးကြာဆင်းသွားတာမျိုးမရှိခဲ့ပါဘူး။ဥပမာအားဖြင့်တရုတ်နိုင်ငံရဲ့စုစုပေါင်းအရောင်ငွေများကိုဇယားနဲ့ပြပြီးတမိုင်းကြောင်းတစ်ချောက်ကြည့်ကြည့်မယ်ဆိုရင်အကောက်ခွန်များအကောင့်တွေပေါ်ခဲ့တဲ့နှစ်တွေမှာတော့ကြာဆင်းသွားတာမျိုးမရှိခဲ့ပါဘူး။သူတို့အနေနဲ့ကြာဆင်းမှုအနည်းငယ်လောက်ကြုံခဲ့ရပေမဲ့လူတွေမျှော်လင့်ထားသလိုကြီးကြီးမားမားကြာဆင်းတာမျိုးမဟုတ်ခဲ့ပါဘူး။ ဒါကဘာကြောင့်လဲအဲ့တော့တခုတည်းသောဖြစ်နိုင်ခြေရှိတာကတရုတ်အာဏာပိုင်တွေကအရင်နှီးထိန်းချုပ်မှုတွေကိုတင်းကျပ်လုံဆောင်ခဲ့ပြီးတော့သူတို့ကသူတို့ရဲ့ငွေကြေးတွေကိုနိုင်ငံကနေအလွယ်တကူမထွက်သွားစေဖို့ကန့်သက်ထားတယ်လို့ဆိုလိုတာဖြစ်ပြီးကုံသွေးစစ်ပွဲဖြစ်ပွားတဲ့အခါမှာတော့ရွမ်ကိုဂယူလစိုက်စီမံခန့်ခွဲခဲ့ပါတယ်၂018ခုနှစ်ရွမ်ဈေးကျဆင်းသွားတော့ကအကြီးကဲတွေကအများကြီးပါဝင်နေတဲ့များပြားလာတဲ့ထွက်ငွေပမာဏတွေကိုဝင်ရောက်ဆော့ဖက်ခဲ့တယ်လို့သတင်းတွေကသိရပါတယ် အဲ့ဒါကြောင့်တခြားအထိပ္ပယ်နဲ့ဆိုရင်ပထမ Trump အကောက်ခွန်တွေကတရုတ်နိုင်ငံရဲ့ပို့ကုန်တွေကိုတည်တည်တသာထိခိုက်စေခဲ့ပေမဲ့တရုတ်နိုင်ငံရဲ့စုစုပေါင်းနိုင်ငံเจ้าငွေကြီးအရင်ွေကတော့တကယ်တမ်းမကြဆင်းသွားခဲ့ပါဘူး။ဒါကလည်းယင်းဤထိန်းချုပ်မှုတွေပေါ်မှာထားတဲ့ကန့်သတ်ချက်တွေကြောင့်ဖြစ်နိုင်ပေမဲ့တရုတ်နိုင်ငံကအခြားဈေးကွက်တွေစီပို့ကုန်တိုးတက်လာအောင်လည်းဖြစ်နိုင်ပါတယ်။ မေဂန်နိုင်ငံကတကယ်တမ်းတရုတ်နိုင်ငံရဲ့ကော်မတီများပေါ်တိတိတသားသောအောက်ခွန်တိုးမြင့်တာကိုအကောင့်ထဲပေါ်ခဲ့တဲ့တခုတည်းသောနိုင်ငံဖြစ်ပြီးအခြားစီးပွားရေးတွေအထူးသဖြင့်အာဖရိကနဲ့ရှေ့တောင်အာရှမှာလိုမျိုးပေါ်ထွက်လာတဲ့ဈေးကွက်တွေကလည်းသူတို့ရဲ့ကြီးထွားလာတဲ့စီးပွားရေးတွေကိုအားဖြည့်ဖို့ဈေးပေါ်သောကော်မတီရဲ့အရင်းမြစ်တစ်ခုလိုအပ်တာကြောင့်တရုတ်နိုင်ငံရဲ့ကော်မတီကိုဆက်လက်ဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့ထရန့်ရဲ့ဒုတိယတက်တန်းမှာတော့သူကလူတိုင်းပေါ်အောက်ခွန်စနစ်တွေကိုထပ်မံလှုပ်ဆောင်မှုစိတ်ဝင်စားနေပုံရပြီးအဲ့နိုင်ငံတွေထဲကတစ်ခုကတော့တရုတ်နိုင်ငံဖြစ်ပါတယ်။ မကြာခင်2025ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့မှာသူကတရုတ်နိုင်ငံမှာအတွင်းကုန်အားလုံးပေါ်ဆယ်ရာခိုင်နှုန်းကောက်ကွန်စနစ်ကိုအကောင့်ထဲပေါ်ခဲ့ပြီးအဲ့နှစ်မလ4ရက်နေ့မှာပဲလက်မှတ်ရေးထိုးခဲ့တဲ့နောက်ထပ်20ရာခိုင်နှုန်းထပ်ပြီးတိုးမြင့်ခဲ့ပါတယ်ဒီကိစ္စကတရုတ်နိုင်ငံရဲ့ကုန်သွယ်ဟန်ချက်ညီမှုနဲ့အမေရိကန်နိုင်ငံတို့ပို့ကုန်တွေကိုနောက်တစ်ကြိမ်ထပ်ပြီးထိခိုက်နိုင်လားသူ့ရဲ့ပထမသက်တမ်းမှာထရန့်ရဲ့အကောက်ခွန်တွေကအခုလောက်မစိုးရွားသေးပါဘူး2025ခုနှစ်မှာအကောက်ခွန်စနစ်ကိုနိုင်ငံအားလုံးပေါ်မှာထည့်သွင်းခဲ့ပါတယ်။ထရန့်အကောက်ခွန်တွေကိုတရုတ်နိုင်ငံရဲ့အတွင်းကုန်အားလုံးပေါ်မှာသတ်မှတ်ခဲ့ပါတယ်။ 2018ခုနှစ်မှာအကောက်ကွန်စနစ်ကိုအသုံးပြုခဲ့တယ်ဆိုပေမဲ့တွင်းကုန်အလုံးအပေါ်မှာမဟုတ်ခဲ့ပါဘူး။ဒါကြောင့်2025ခုနှစ်မှာတော့2018ကတည်းကပိုဆိုးလာနိုင်ရည်ရှိတယ်လို့ပြောနေကြတာပါပဲ။အကျိုးဆက်တွေကိုတော့ထုတ်ပြန်ထားတဲ့အချက်လက်တွေမှာတော့မရှိသေးတဲ့အတွက်အသေးစိတ်တော့ပြောလို့မရသေးပါဘူး။ Economic Intelligence EU ကထုတ်ပြန်တဲ့အစီရင်ခံစာတစ်ခုမှာ2025ကနေ2029ခုနှစ်အတွင်းတရုတ်ရဲ့အမေရိကန်ကိုတင်ပို့မှုတွေ20ရာခိုင်နှုန်းရောကျနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါပြင်အဲ့ဒီကာလအတွင်းမှာတရုတ်ရဲ့ GDP ကြီးထွားမှုကလည်း3.6ရာခိုင်နှုန်းရောကျနိုင်တယ်လို့ဆိုပါတယ် ဒါပေမဲ့အစီရင်ခံစာရဒီတက်ရောက်မှုကိုရွှေငွေတန်ဖိုးကြာဆင်းမှုကတစိမ့်တပိုင်းရောပါစေနိုင်တယ်လို့ဆိုပါတယ်။အစီရင်ခံစာမှာ2025ခုနှစ်မှာတကယ် GDP ကြီးထွားမှုက၄.၆ခန့်နှုန်းထိနေကွေသွားနိုင်ပြီး2026ခုနှစ်မှာ၄.၃ခန့်နှုန်းပြီးတော့2029ခုနှစ်မှာ၄.၁ခန့်နှုန်းထိကြာဆင်းနိုင်တယ်လို့ဖော်ပြထားပါတယ်။ ဒါရီယာခမန်းချက်တွေဖြစ်ပြီးတကယ်ရလဒ်တွေနဲ့ကိုက်ညီမှာမဟုတ်ပါဘူးဒါပေမဲ့တရုတ်ရဲ့တင်ပို့မှုတွေနဲ့ဆယ်ရာခိုင်နှုန်းရောကြမယ်ဆိုတဲ့အပေါ်မူတည်ပြီးဒီတက်ရောက်မှုတွေကိုတွက်ချက်ကြည့်မယ်ဆိုရင်2024ခုနှစ်မှာတရုတ်ရဲ့အမေရိကန်ကိုတင်ပို့မှုတန်ဖိုး438ဘီလီယံကနေ2025ခုနှစ်မှာ9ရာခိုင်နှုန်းကနေ10ရာခိုင်နှုန်း2026ခုနှစ်မှာ12ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းပြီးတော့2029ခုနှစ်မှာ20ရာခိုင်နှုန်းထိတဖြည်းဖြည်းရောကြသွားနိုင်တယ်လို့ယူဆနိုင်ပါတယ် ဒါဆိုရင်2029ခုနှစ်မှာတရုတ်ရဲ့အမေကန်ကိုတင်ပို့မှုတန်ဖိုးဟာ350ဘီလီယံထိရောက်ရှိသွားနိုင်ပြီး2024ကနေ2029ခုနှစ်အတွင်းတရုတ်ရဲ့ကုန်သွယ်ရေးဝင်ငွေ88ဘီလီယံဆုံးရှုံးသွားနိုင်ပါတယ်။ဒါဆိုဒီချက်ကတရုတ်ရဲ့နိုင်ငံခြားငွေကြေးအရန်ငွေကိုထိခိုက်စေမလားဖြစ်နိုင်ပါတယ်။2018ကနေ2019ခုနှစ်အတွင်းသူတို့ရဲ့လက်ရှိငွေစင်းကိုထိခိုက်စေခဲ့တယ်လို့ပဲ2025ကနေ2029ခုနှစ်အတွင်းမှာလည်းထိခိုက်စေနိုင်ပါတယ်။ဒါပေမဲ့တရုတ်မှာဒီတက်ရောက်မှုကိုရောပါးစေဖို့နည်းလမ်းတွေအများကြီးရှိပါတယ်။ တခုကတော့တရုတ်ဟာပြီးခဲ့တဲ့နှစ်နဲငယ်တွင်အမေရိကန်ဘောကုံသွဲမှုမိခုံမှုကိုရှော့ချလာခဲ့တာပါပဲအမေရိကန်တင်ပို့မှုတွေကိုဂရက်ဆွဲကြည့်မယ်ဆိုရင်2023ခုနှစ်မှာတရုတ်ရဲ့စုစုပေါင်းတင်ပို့မှုရဲ့တနစ်ဒသမ800ခန်းညွန်းသာအမေရိကန်ကိုရောက်ရှိခဲ့တာကိုတွေ့ရပါတယ်ဒါ2019ခုနှစ်ကတရုတ်ရဲ့တင်ပို့မှုတွေရဲ့20ရာခိုင်နှုန်းကျော်ရှိခဲ့တာနဲ့အတော်လေးကွာခြားပါတယ်ဒါတရုတ်ကအမေရိကန်ဈေးကွက်ပေါ်မိခုံမှုကိုတဖြည်းဖြည်းရှော့ချလာတယ်ဆိုတာကိုပြသနေပါတယ်ဒါကြောင့်မြင်တဲ့အတိုင်းအမေရိကန်ကုံသွဲမှုအခွန်တွေရဲ့တက်ရောက်မှုဟာတရုတ်ပေါ်မှာအရန်ကြီးမားမှာမဟုတ်ပါဘူး အထူးသဖြင့်တရုတ်ဟာကုန်သွယ်မှုကိုမျိုးစုံဖြန့်ကျက်နေတဲ့အတွက်ကြောင့်မှဒါပေမဲ့ဘာပဲဖြစ်ဖြစ်မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုပြောပြဖို့မမေ့ပါနဲ့တိရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ